င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံအခြေအနေကိုအေးအေးယူဆောင်ရွက်ရမယ်မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ရန်အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီရှောင်လွှဲနေပါတယ်ကော့ဂရိတ်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် နာရင်အိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲသွားခဲ့ပြီးမိသားစုဝင်၅ဦးအပါအဝင်ပြည်သူ၇ဦးသေဆုံးခဲ့တဲ့တဲ့ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ရွက်ဖို့နဲ့မြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့အတွက်ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှောင်လွှဲနေတယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောကြားလိုက်ပါတယ်။ဇွန်လ17ရက်နေ့မှာပြုလုပ်တဲ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မျက်နှာစုံညီအစည်းအဝေးမှာ လုံခြုံရေးကောင်စီရဲ့အစဉ်ကစားအပေါ်ဆွေးနွေးမှုပြုလုပ်စဉ်အတွင်းကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအခုလိုပြောဆိုခဲ့တာပါ။မြန်မာနိုင်ငံရဲ့အခြေအနေဟာဒေသအတွင်းနဲ့နိုင်ငံကငင်းချင်းနဲ့လုံခြုံရေးကိုတိတာထင်ရှားစွာချင်းချောက်နေပြီး Global Organized Crime Index ရဲ့အဆိုအရ မြန်မာနိုင်ငံဟာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအလုံးမှာဂိုင်းကဏ္ဍအဖွဲ့ရာဇဝတ်ကျူးလွန်မှုအများဆုံးနိုင်ငံအဖြစ်ရပ်တည်နေရလို့လဲဆိုထားပါဗျ။ဒါအပြင်အွန်လိုင်းအခြေပြုမှုခင်းတွေကို တိုးပွားလာမှုကြောင့်လူကုန်ကူးမှုပြဿနာတွေလည်းပိုမိုဆိုးရွားလာခဲ့တယ်လို့ဥကြုံမိုးထွန်းကပြောပါဗျ။အဲလိုဖြစ်နေတဲ့မြန်မာနိုင်ငံအခြေအနေကိုအရေးယူဆောင်ဖို့အတွက် လုံခြုံရေးကောင်စီကဆွေးနွေးမှုအကြိမ်အကြီးအတွက်ကင်ငနန်းတွေကိုလိုသလိုအသုံးပြုကာရှောင်လွှဲနေကြရလို့လည်းထောက်ပြထားပါဗျ။မြန်မာနိုင်ငံနဲ့ဆက်လင်းတဲ့တကားပိတ်အစည်းအဝေးတွေရဲ့အရေးအတွက်ဟာလည်းအရေးကြီးခြင်းမဟုတ်ပဲမြန်မာပြည်သူတွေရဲ့အသက်တွေကိုကယ်တင်နိုင်ဖို့အတွက်လုံခြုံရေးကောင်စီရဲ့မြန်ဆန်ထျောက်ပြီးပြတ်သားမှုရှိတဲ့အရေးယူဆောင်ရွက်ချက်ကသာအရေးကြီးတာဖြစ်တယ်လို့လည်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြပြောဆိုခဲ့ပါတယ်ရှင်။ ကရင်ပြည်နယ်သတင်းတဘောကိုတင်ဆက်ပေးကြပါရစေ။ကရင်ပြည်နယ်ကော့ကရဲမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်လက်ကြီးနဲ့ပစ်ခတ်မှုကြောင့်နိုင်ရဲအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲသွားခဲ့ပြီးကလင်းငယ်၂ဦးအပါအဝင်မိသားစုဝင်၅ဦးအပါအဝင်ပြည်သူ၇ဦးဟာသေဆုံးခဲ့ရလို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရစေ။ဇွန်လ12ရက်နေ့ညနေ6နာရီဝန်းကျင်မှာကော့ကရဲမြို့နယ်ကြုံတိုးအခြေဆိုင်ခမရ945တက်ရင်းနဲ့ ဂျိုင်းတရားမှာတက်ဆွဲထားတဲ့စစ်တပ်ကလက်လက်ကြီးတွေနဲ့စတင်ပစ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်လက်ကြီးကြီးတွေဟာကွန်ကရစ်မြို့နယ်ကော့ဘော်ကျေးရွာတွင်နာရေးအိမ်ပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့တာဖြစ်ပြီးမိသားစုဝင်၅ဦးအပါအဝင် ပြည်သူ၆ဦးဟာသေဆုံးခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်။စစ်တပ်ရဲ့လက်လက်ကြီးနဲ့ပစ်ခတ်မှုကြောင့် တေဆုံးသူတွေထဲမှာ အသက်38နှစ်အရွယ်ရှိတဲ့ဒေါ်တူတူအသက်9နှစ်အရွယ်ရှိတဲ့မတ်အင်ဒရာမိုအသက်10နှစ်အရွယ်ရှိတဲ့တားမောင်ဝင်းဝင်းကျော်အသက်41နှစ်အရွယ်ရှိတဲ့ဦးစိန်တောင်းလေးတို့မိသားစုဝင်9ဦးဟာတေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။အခြားပြည်သူတူဖြစ်တဲ့အသက်45နှစ်အရွယ်ရှိတဲ့ဦးလင်းကုံလည်းတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ကော့ဂရိတ်မြို့နယ်မြောက်ကမန်ရိုက်ကျွရကိုလည်းအကြက်ဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက် အသက်56နှစ်အရွယ်ရှိတဲ့ဦးမြင့်အောင်ဟာတည်ဆုံးခဲ့ရလို့လေမော်လရေရှင်းအာမေကသတင်းထုတ်ပြန်ထားပါရရှင်ရန်ကုန်ကသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေရန်ကုန်တိုင်းလှိုင်းတရာမြို့နယ်မြန်မာကြည့်ချွန်းဖက်နှက်စယုံမှာ လောက်ခလစာတွုံးမြင့်ရေးအတွက်ဇွန်လ9ရက်နေ့ကတည်းကဆန္ဒပြနေပြီမဲ့လေ9ရက်ကြာတဲ့အထိပြည်လဲခြင်းမရှိသေးဘဲဆန္ဒပြအလို့သမားတွေကိုစက်ရုံကနီလန်မျိုးစုံနဲ့အကြီးအကျယ်ချင်းချောင်နေတယ်လို့ဆန္ဒပြအလို့သမားတွေကပြောပါတယ်မြန်မာကြည်ချွန်ဖက်နက်စက်ရုံကအလို့သမားတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့တရက်လောက်ခလစာ13000ရရှိရေးမလဲ့ရောတဲ့အပြင်ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ဆန္ဒထုတ်ဖော်နေတဲ့ပုံတွေကိုလည်း ဖြက်ပေးဖို့အတင်းကျပ်ဖိအားပေးနေတယ်လို့လည်းသိရပါဗျ။မနေ့ကဒီအလို့သမားတွေဟာငင်းချမ်းစွာဆနပြနေတာဖြစ်ပြီးမူလတောင်းဆိုထားတဲ့တရက်လောအားက13000ကျပ်အစား11500ကျပ်သာတိုးပေးဖို့အတွက်ဆက်လက်တောင်းဆိုနေရလို့လည်းဆနပြအလို့သမားတို့ကပြောပါဗျ။အလို့သမားတွေကအလျှော့ပေးတောင်းဆိုနေပြီမလဲ။ဆက်ယုံဘက်ကတော့အလို့သမားတွေရဲ့တောင်းဆိုချက်တွေကို တိုးမပေးပဲနီလန်မျိုးစုံပဲချင်းချောက်နေတယ်လို့လေအဲ့ဒီစက်ယုံကအလို့သမားတွေကပြောပါတယ်ရှင်မွန်ပြည်နယ်တိုင်းတပုတ်ကိုကြည့်အောင်ပါမွန်ပြည်နယ်မော်လမြိုင်မြို့ကပြည်နယ်အစိုးရရုံးနဲ့ဝန်ကြီးအင်အားကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရမှာစစ်တပ်ဘက်ကအရာရှိအုပ်ဟာတည်ဆုံးခဲ့တယ်လို့ Soul Dragon Drone Force SDDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်ဇွန်လ12ရက်နေ့မွန်လွယ်3နိုင်လောက်မှာ မော်လမြန်မြို့ကပြည်နယ်အစိုးရရုံးနဲ့ဝန်ကြီးအင်ယာကိုတော်လန်တပ်ဖွဲ့ဝင်တွေက drone နဲ့ပုံကျက်တက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာဥပဒေချုပ်အိမ်ကိုထိမှန်သွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ဘက်ကအရာရှိနှုတ်ဟာတိုက်ဆုံးခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုအတိုက်ခံရပြည့်ရဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကလည်းလက်နက်ကြီးနဲ့ drone တွေနဲ့ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးမှလည်းတော်လန်တပ်ဖွဲ့ဝင်တွေဘက်ကအထိခတ်မှရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ Saw Dragon Drone Force SDDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်အဲဒီတိုက်ခိုက်မှုကို Saw Dragon Drone Force SDDF Shatu War နီးပညာတပ်ဖွဲ့ Alpha Best Drone Force Sky Warrior Drone Force နဲ့ဒေသခံမွန်ပြည်နယ်ပကဖတပ်ဖွဲ့တို့ကပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါရယ်ရှင်ဒီတကမှာတော့စကိုင်းတိုင်းမုံရွာမြို့နယ်မအူစစ်တပ်ဂိတ်နီးမှာအကြက်ဘက်စစ်ရင်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရမှာ စစ်အရာရှိတို့ပါဝင်စစ်သား3ဦးဟာတေသွားကြတယ်လို့ Braveheart Army BHA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ပြီးခဲ့တဲ့ဇွန်လ12ရက်နေ့ညနေလောက်ကစကိုင်းတပ်မ33ကနေထွက်ခွာလာတဲ့ဂျင်းနစ်တင်ကာ19စီးတန်ပြားကာကာ8စီးမိုးကောင်အုပ်6ဘင်းက3စီးတို့ပါရင်နှန်းကိုမုံရွာမန္တလေးလမ်းမကြီးပေါ်မုံရွာမြို့အဝင်မအူစစ်တပ်ဂိတ်လေးမှာ10စီးမြောက်ကားကိုပဒေသာမိုင်းငါးလုံးနဲ့မိုင်းဆွဲတက်ခိုက်ခဲ့တာဖြစ်ပြီး လက်လက်ကြီးလက်လက်ငယ်နဲ့ဝိုင်းဝန်းပစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်အဲဒီကဲမို့တွင်အရာရှိတူအပါအဝင်စစ်သား၂ဦးဟာထိသွားတာဖြစ်ပြီးအများပြားလဲဒဏ်ရာရှိကတန်ပြားကကာတစီနဲ့ကျင်းနေတင်ကနှစီလဲပျက်စီးသွားခဲ့ရပါတယ်။အဲလိုတက်ခတ်ခံရပြီးတဲ့နောက်မှာနာယေကာတစီအင်းစီကာတစီတန်ပြားကကာတစီနဲ့တေဆုံးဒဏ်ရာရှိသူတွေကိုလည်းရောက်တေဆောင်သွားခဲ့ပြီးဒဏ်ရာရှိသူတွေကိုတော့မုံရွာမြို့ကိုတေဆောင်သွားတယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မုံရွာအချင်းထောင်ကနေထောင်ပြောင်းရွှေ့ခံရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုအိုးဘိုထောင်အာနာပိုင်တွေကဝိုင်းဝန်းရိုက်နှက်ခဲ့တဲ့အတွက်အယောက်90ထက်မနည်းဟာထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကိုရဲ့ PPN ကဘိုဟိုဥဆောင်ကော်မတီဝင် ကိုတိုင်ထွန်းကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ12ရက်နေ့မနေ့အစောပိုင်းမှာ ထောင်ပြောင်းရွှေ့လာတဲ့နိုင်ငံရေးအကျဉ်းသားတွေကို အုံမိုထောင်ကထောင်အာဏာပိုင်တွေကဝိုင်းဝန်းရိုက်နှက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးနိုင်ငံရေးအကျဉ်းသားအ ਨੇ စုံအယောက်90ဟာထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီးအသက်ရှင်သန်ပိုင်ခွင့်တွေတောင်ချင်းချောက်ခံနေရတယ်လို့လည်းသိရပါတယ်။နိုင်ငံရေးအကျဉ်းသားနဲ့အခြားရာစုအကျဉ်းသားစုစုပေါင်း200ဝန်းကျင်ခန့်ဟာအဲ့ဒီနေ့နေ့လယ်ပိုင်းလောက်မှာမန္တလေးအိုးဘိုအကျဉ်းထောင်ကိုရောက်ရှိလာခဲ့တာဖြစ်ပြီးအိုးဘိုထောင်ဘူးဝအဝင်မှာအချင်းဦးစည်းဝန်ထမ်းတွေနဲ့ရဲတပ်ဖွဲ့ဝင်တွေက ရပါတော့တစ်သားဒုတ်တွေနဲ့ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာလည်းဖြစ်ပါတယ်။အဲလိုအိုးဘိုအချင်းထောင်ရဲ့ဆိုးရွားလာတဲ့လူရဲ့တွေအတွက်ထိရောက်တဲ့အပြစ်ပေးအေးအေးယူမှုတွေဖော်ဆောင်နိုင်ဖို့အတွက်လိုအပ်နေတယ်လို့လည်းကိုတိုင်ထွန်းကပြောပါတယ်။အဲလိုဆိုးရွားတဲ့လူရဲ့တွေပေါ် statement ထုတ်နေရုံရှုံချနေရုံနဲ့သူတို့တွေနားလည်မှာမဟုတ်တာကြောင့်မန္တလေးအခြေပြုတော်လန်းအင်အားစုတွေအနေနဲ့အချင်းဦးစည်းဝန်ထမ်းတွေကိုဖမ်းဆီးထိန်းသိမ်းတာတွေ တော်လည်းအစိုးရရဲ့တရားရေးစီမံမှုအောက်မှာအဲ့ဒီလူတွေကိုစစ်စင်သားတွေကို ပိုပြီးမှတက်တက်သားသားနဲ့လှုပ်ဆောင်ပြနေဖို့လိုအပ်နေတယ်လို့လည်းကိုတိုင်ထွန်းကပြောပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းနေကိုတက်ဆက်ပေးရပါ။ကြည့်စုပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။